မိတ်ဆွေတခါတလေဘဝဟာလက်ပြောက်နေတယ်လို့ခံစားရဘူးလားအရာရာဟာမျက်စံပြီးဘာကူမှအတိတ်ပဲရှိတယ်လို့ထင်ရတဲ့အခါမျိုးပေါ့ဒီခံစားချက်ကနေလွတ်မြောက်ဖို့ရိုးရာတလေတွေကဘယ်လိုကူညီပေးနိုင်မလဲဒီနေ့မှာတော့ပြောင်ကျူးဟန်ဆိုတဲ့ပညာရှင်တယောက်ရဲ့ The Disappearance of Rejuvenation ဆောင်းအကြောင်းကိုမျှဝေပေးသွားပါမယ်ပြောင်ကျူးဟန်ဟာယနေ့ကမ္ဘာမှာရိုးရာတလေတွေဘာကြောင့်ပျောက်ကွယ်လာရသလဲဒီလိုပျောက်ကွယ်လာခြင်းကလူမှုဖွဲ့စည်းနဲ့ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုဘလို့ကျိုးတက်ရောက်လဲဆိုတာကိုလေ့လာတင်ပြထားပါတယ်။ရိုးရာဒလေးတွေရဲ့တမှုရိုးရာဒလေးဆိုတာလူမှုဖွဲ့စည်းရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ယုံကြည်မှုနဲ့စီးမြင်တွေကိုကိုးစားပြုတဲ့အပြုမူတွေပါ။ရှေးရခင်ကရိုးရာဒလေးတွေဟာကဘာကြီးကိုယုံကြည်စိတ်ချရတဲ့နေရာတစ်ခုဖြစ်ပြောင်းလဲပေးခဲ့ပြီးအချိန်တွေကိုလည်းစနစ်တကျဖွဲ့စည်းတည်ဆောက်ပေးခဲ့ပါတယ်။ဒါအပြင်လူတွေကြားမှာဆက်သွယ်မှုမရှိဘဲစူပေါင်းညီညွတ်မှုကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ယနေ့ကမ္ဘာမှာတော့ရိုးရက်ဓလိတွေဟာအားနည်းလာပါတယ်။သတင်းချက်လက်တွေကများပြားလာပြီးမဲ့ဘာကူမှအမှတ်အသားမရှိသလိုခံစားရပါတယ်။ရိုးရက်ဓလိတွေပြက်ကွယ်လာတာနဲ့အမြဘဝမှာအာကိုအားထားပြုစရာမရှိတော့ပဲအရာရာဟာမတည်မြဲဘူးလို့ခံစားလာရပါတယ်။ရိုးရက်ဓလိတွေဟာဆက်သွယ်မှုမရှိပဲလူများကြားစီးလုံးညီညွတ်မှုကိုတိစောက်ပေးနိုင်ပြီးမဲ့ယနေ့ခေတ်မှာတော့ဆက်သွယ်မှုတွေများပြားလာပြီးမဲ့တဦးနဲ့တဦးဝေးကွာနေကြပါတယ်။လူတွေဟာရိုးရက်ဓလိတွေကိုခင်းနောက်ကြတယ်လို့သဘောထားလာကြပြီး တဦးချင်းစီရဲ့လွတ်လပ်မှုကိုပိုတံပိုးထားလာကြပါတယ်။ထုတ်လုပ်မှုရဲ့ဖြစ်အားယနေ့ကဘာမှာထုတ်လုပ်မှုကိုအဓိကထားတဲ့အတွက်အရာဝတ္ထုတွေရဲ့တည်မြဲမှုကိုဖျက်ဆီးပစ်ပါတယ်။စားသုံးမှုတွေတိုးလာဖို့အတွက်အရာရာကိုမြင်းမြတ်ဆဆန်တစ်လဲလဲနေရပါတယ်။ဥပမာအနေနဲ့စမတ်ဖုန်းတွေကိုကြည့်ပါ။ခဏခဏမော်တဲ့အတစ်တွေထွက်လာပြီးဖုန်းအဟောင်းတွေကိုစွန့်ပစ်ဖို့ဖိအားပေးခံရပါတယ်။ဒီလိုဖိအားတွေကြောင့်လူတွေရဲ့ဘဝတွေပါမတည်မငြိမ်ဖြစ်လာပါတယ်။ လူသက်တမ်းကရှီလာပေမဲ့ဘဝရဲ့အည်တွေးကနေကြလာပါတယ်။အရာရာကိုအသုံးပြုပြီးတာနဲ့တွင်းပစ်လိုက်တဲ့သဘောထားမျိုးတွေကြောင့်ကျွန်တော်တို့ရဲ့ဘဝဟာအကာအကွယ်မဲ့ပြီးခဏလာတာတရှိနေတယ်လို့ခံစားလိုက်ရပါတယ်။ထုတ်လုပ်မှုရဲ့ဖိအားကကျွန်တော်တို့ရဲ့စိတ်ခံစားမှုနဲ့တံမိုးတွေကိုပါထိန်းချုပ်ဖို့ကြိုးစားပါတယ်။တရားမျှတမှုနဲ့ရေရှည်တည်တက်ခိုင်မြဲမှုလိုတံမိုးတွေကိုကွန်ပစ္စည်းတွေလိုသဘောထားလာကြပါတယ်။ဒီလိုအခြေအနေတွေကြောင့်လူတွေဟာတဦးနဲ့တဦးပိုဝေးကွာလာပြီးအတ္တဆန်နဲ့အတွေးခေါ်တွေပုံမှုကြီးထွားလာပါတယ်။ အတ္တဆန်နဲ့စစ်မှန်မှုစစ်မှန်မှုဆိုတာကိုကိုကိုဖော်ထုတ်ဖို့အတွက်အရေးကြီးတယ်လို့ဆိုကြပေမဲ့အမှန်တော့လူမှုအဖွဲ့အစည်းကိုပျက်စီးစေပါတယ်ကိုကိုကိုအဓိကထားတဲ့အတွေးခေါ်တွေကလူအများကြားဆက်ဆံရေးကိုအားနည်းစေပါတယ်လူတဦးချင်းစီဟာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုသာအာရုံစိုက်ပြီးဆိုရှယ်မီဒီယာမှာကိုကိုကိုပြတ်တောက်ဖို့ကြိုးစားနေကြပါတယ်စစ်မှန်မှုဟာလူများနဲ့ဆက်ဆံတဲ့နေရာတွေကိုပါပျက်စီးစေပါတယ်ရှေးရခင်ကလူတွေဟာရိုးရတလေးတွေနဲ့ ယဉ်ကျေးမှုတွေကိုလိုက်နာပြီးလူမှုဆက်ဆံရေးကို တိဆောက်ခဲ့ကြပါတယ်။ဒါပေမဲ့ယနေ့ခေတ်မှာတော့လူတွေဟာကိုယ့်ရဲ့အတွင်းစိတ်ကို ထုတ်ဖော်ပြသဖို့သာအာရုံစိုက်လာကြပါတယ်။ရိုးရဒလေးတွေကိုအတူရောင်တွေလိုတတ်မှတ်ပြီးစွန့်ပစ်လိုက်ခြင်းကလူမှုဖွဲ့စည်းကိုပုံမူရိုင်းဆိုင်စေပါတယ်။လူတွေဟာစိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ပြက်ကွက်လာပြီးယဉ်ကျေးမှုနဲ့လူမှုကျင့်ဝတ်တွေတဖြည်းဖြည်းပြက်ကွက်လာပါတယ်။မပြီးဆုံးနိုင်တဲ့ဘဝ ယနေ့ကဘာမှာဘာကူမှအဆုံးသတ်နိုင်စွမ်းမရှိတော့ပါဘူး။အရာရာဟာမပြည့်စုံသေးပဲဆက်လက်လှုပ်ဆောင်နေရပါတယ်။တသက်တာလုံးတင်ယူနေရမယ်။ကိုလှုပ်ခဲ့တဲ့အရာတွေကလည်းဘယ်တော့မှမပြည့်စုံနိုင်ဘူးလို့ခံစားနေရပါတယ်။ဒီလိုမပြည့်စုံနိုင်တဲ့ခံစားချက်တွေကလူတွေကိုအတ္တဆန်စေပြီးကိုကိုကိုသာအာယုံဆိုင်စေပါတယ်။နယ်နိမိတ်တွေကိုဖယ်ရှားခြင်းကကဘာကြီးကိုကုံသွဲရေးဈေးကွက်တစ်ခုဖြစ်ပြောင်းလဲစေပါတယ်။ရှေးရခင်ကလူတွေနေထိုင်ခဲ့တဲ့ရွာတွေနဲ့မြို့တွေဟာပြတ်ကွယ်သွားပြီးကုန်ပစ္စည်းတွေနဲ့တရင်အချက်လက်တွေသာလှည့်ပတ်နေပါတယ်။ ရိုးရဓလေ့တွေနဲ့ပိတ်ထားတဲ့နေရာတွေကသာတည်ငြိမ်အေးချမ်းမှုကိုပေးစွမ်းနိုင်ပါတယ်။ပီတာနာတက်ရဲ့ရွာလိုနေရာမျိုးတွေမှာစူပေါင်းတိစိမ့်နဲ့ရိုးရဓလေ့တွေကလူတွေကိုစီးလုံးညီညွတ်စေပါတယ်။ရိုးရဓလေ့တွေပြက်ကွက်သွားတာနဲ့အမျှဘဝရဲ့အစိပ်ပိုင်းတွေလည်းပြက်ကွက်သွားပါတယ်။ငယ်ဘဝလူပြိုအပြိုဘဝနဲ့အိုမင်းတဲ့ဘဝဆိုတဲ့အပိုင်းခြားတွေမရှိတော့ပါဘူး။လူတွေဟာဘဝရဲ့အစိပ်ပိုင်းတွေကိုကျော်ဖြတ်သွားကြပြီးအိုမင်းချင်းရဲ့အတိတ်တွေကိုမခံစားရတော့ပါဘူး။ ဘဝရဲ့တမိုးကိုရှော့ချခြင်းရှေးရခင်ကအနာယူခြင်းဟာပြည့်ခြင်းမဟုတ်ပဲဖန်တီးခြင်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်အနာယူခြင်းက လူတွေကိုစီးလုံးညီညွတ်စေပြီးဘဝကိုတမိုးမြင့်တင်ပေးပါတယ်အနာယူခြင်းဟာလုပ်ငန်းခွင်နဲ့မသက်ဆိုင်ပဲတီးခြားလွတ်လပ်တဲ့တမိုးတစ်ခုဖြစ်ပါတယ်ယနေ့ကဘာမှာတော့အရာရာဟာလုပ်ငန်းခွင်ရအောင်မှာရောက်ရှိနေပါတယ်အနာယူခြင်းကိုအပန်းဖြေခြင်းသို့မဟုတ်အားလက်ချိန်လို့သတ်မှတ်ကြပြီးလုပ်ငန်းခွင်အတွက်ပြန်လည်အားပြဖို့သာအသုံးပြုကြပါရစေ။ ဒီလိုအခြေအနေတွေကြောင့်အနားယူခြင်းရဲ့တန်ဖိုးဟာလျော့နေသွားပြီးလုပ်ငန်းခွင်ရဲ့နောက်ဆက်တွဲတစ်ခုသာဖြစ်လာပါတယ်။အရင်းရှင်စနစ်ဟာဘာသာရေးလိုလူများကထင်မှတ်နေကြပေမဲ့အမှန်တော့ဘာသာရေးနဲ့စန့်ကျင်ဘက်ပါပဲ။ငွေကြေးဟာလူတွေကိုတူးချင်းစီခွဲထုတ်ထားပြီးစုပေါင်းညီညွတ်မှုကို မဖန်တီးနိုင်ပါဘူး။အရင်းရှင်စနစ်ဟာအမြဲတမ်းရွေ့လျားနေရတဲ့အတွက်ညီတက်မှုကိုမုန်းတီးပါတယ်။အရာရာကိုနှိုင်းရှင်နိုင်တဲ့အတွက်ဘာသာရေးရဲ့အတိတ်ပဲကိုဖြစ်စီဖြစ်ပါတယ်။ ကစားခြင်းမှထုတ်လုပ်ခြင်းတို့ထုတ်လုပ်မှုကိုအဓိကထားခြင်းကလွတ်လပ်မှုကိုဖြစ်စီဖြစ်ပါတယ်လွတ်လပ်မှုဆိုတာမလိုအပ်တဲ့အရာတွေရည်ရွယ်ချက်မရှိတဲ့အရာတွေနဲ့အတုံးမဝင်တဲ့အရာတွေကနေလွတ်မြောက်ခြင်းကိုဆိုလိုပါတယ်ယနေ့ကဘာမှာအာကစားကိုအပန်းဖြေဖို့အတွက်သာခွင့်ပြုထားပြီးထုတ်လုပ်မှုရဲ့စီးမြင့်အောက်မှာရှိနေပါတယ်ရှေးရခင်ကစစ်ပွဲတွေဟာစီးမြင့်တွေနဲ့ပြည်စုံတဲ့ကစားနည်းတစ်ခုလိုပါပဲဂုံတိတ်ခါကိုကောက်ွယ်ဖို့အတွက်တိုက်ခိုက်ကြပြီးပြိုင်ဘက်ကိုရန်သူလို့မတတ်မှတ်ကြပါဘူး ယနေ့ခေတ်စစ်ပွဲတွေကတော့နည်းပညာနဲ့စီးပွားရေးကို အခြေခံပြီးတိုက်ခိုက်နေကြပါတယ်။စစ်သားတွေဟာတေမာကိုကြောက်ရွံ့ပြီးရန်သူကို ရာဇဝတ်သားလို့သတ်မှတ်ကဖျက်ဆီးပစ်ဖို့ကြိုးစားကြပါတယ်။ဒရုန်းစစ်ပွဲတွေဟာဒီပြောင်းလဲရဲ့အထုထိပ်ပါပဲ။အရာရာဟာမညီမျှဖြစ်နေပြီးတေဆုံချင်းကိုစက်မှုနီးလန့်နဲ့ထုတ်လုပ်နေကြပါတယ်။မမြင်နိုင်တဲ့တိုက်ခိုက်သူတွေကသတင်းချက်လက်တွေနဲ့ကွန်ပျူတာအယ်ဂိုရီသမ်တွေကိုအသုံးပြုပြီး ပြိုင်ဘက်ကိုတရင်ချက်လက်တစ်ခုသူမဟုတ်ရာဇဝတ်သားတဦးအဖြစ်တမက်ကဖြစ်စည်းဖြစ်ပါတယ်ဒီလာပေါ်အခြေခံတဲ့အတွေးခေါ်ယနေ့ခေတ်မှာလူသားတွေဟာဒေတာနဲ့အညီလှုပ်ဆောင်ရပါတော့တယ်လူသားတွေဟာဘ ഹു တုတော့ကိုထုတ်လုပ်သူမဟုတ်တော့ဘဲဒေတာရဲ့အောက်မှာရောက်ရှိသွားပါတယ်ရှေးရခင်ကဒဏ္ဍာရီပုံမြင်တွေနဲ့ပဟေလိတွေကိုဖြည့်ရှင်ခြင်းကနေယနေ့ခေတ်ရဲ့ဒေတာပေါ်အခြေခံတဲ့အတွေးခေါ်စီသူပြောင်းလဲလာခဲ့ပါတယ် ကန့်ရဲ့ကိုပါနီကန်ရဲဘယ်လူရှင်းကလူသားတွေကိုဗဟုသုတော်ကိုထုတ်လုပ်သူအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့ဒေတာပေါ်အခြေခံတဲ့အတွေးခေါ်ကလူသားတွေကိုဒေတာနဲ့အညီလှုပ်ဆောင်ဖို့တောင်းဆိုပါတယ်။လူသားတွေဟာကိန်းကလန့်တွေဖြစ်ရော့ကျသွားပြီးဗဟုသုတော်ကိုလူသားတွေနားမလည်နိုင်တဲ့ကွန်ပျူတာအယ်ဂိုရီသမ်တွေကထုတ်လုပ်ပါတယ်။ဒေတာပေါ်အခြေခံတဲ့အတွေးခေါ်ကအရာရာကိုထင်ရှားစေဖို့တောင်းဆိုပြီးလူသားတွေရဲ့စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားပါတယ်။တွက်ချက်ချင်းကိုမျက်စံစေပေမဲ့ တွေးခေါ်ရဲ့နေရာကိုဖြစ်စီဖြစ်ပါတယ်။အတွေးခေါ်ဟာကစားခြင်းနဲ့ချစ်ချင်းမေတ္တာတို့နဲ့ဝေးကွာသွားပြီးတွေ့ချက်ချင်းရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်လာပါတယ်။ဆွဲဆောင်မှုရဲ့ပျက်စီးခြင်းနောက်ဆုံးအနေနဲ့ညဉ့်ဉန်းရုပ်ပုံစံပေတွေဟာဆွဲဆောင်မှုကိုအဆုံးသတ်စေပါတယ်။ညဉ့်ဉန်းရုပ်ပုံစံပေတွေမှာအရာရာကိုထုတ်ဖော်ပြသထားပြီးဘာကူမှဖုံးကွယ်မထားပါဘူး။ကီယာကက်ကက်ရဲ့အဆိုအရဆွဲဆောင်မှုဆိုတာစီးမင်းတွေနဲ့ပြည့်စုံတဲ့ကစားနည်းတစ်ခုပါ။ ညဉ့်ဉန်းရုပ်ပုံစံပေတွေက ထင်ရှားမှုကိုအဓိကထားပြီးလှုပ်ဝက်ချက်တွေပဟေလိတွေနဲ့ဝေဝါးမှုတွေကိုမုန်းတီးပါတယ်ညဉ့်ဉန်းရုပ်ပုံစံပေတွေမှာလှည့်စားခြင်းဒို့မဟုတ်ပုံဖော်ခြင်းအတွက်နေရာမရှိတော့ပါဘူးထုတ်လုပ်မှုရဲ့ဖိအားကလိမ့်ဆက်ဆက်မှုကိုပါထိန်းချုပ်ဖို့ကြိုးစားပါတယ်ညဉ့်ဉန်းရုပ်ပုံစံပေတွေမှာအရာရာကိုပြတ်တတ်ထားပြီးလိမ့်ဆက်ဆက်မှုကိုစက်မှုနီးလက်နဲ့ထုတ်လုပ်ပါတယ်လိမ့်ဆက်ဆက်မှုကိုအလွန်ကြုံထုတ်လုပ်ခြင်းကလိမ့်စိတ်ကိုတည်စေပြီးလိမ့်စိတ်မဲ့ခစ်ကိုရောက်ရှိစေပါတယ် တဲ့တင်တန်ရဲ့အကျက်တဲ့ရိုးရဒလေးတွေဟာပဲ့တင်တန်တစ်ခုလိုလူအများကြားဆက်ဆံရေးကို တိဆောက်ပေးပါတယ်ရိုးရဒလေးတွေပြက်ကွယ်သွားတာနဲ့အများလူတွေဟာတဦးတည်းကြံရိတ်ခဲ့ပြီးစိတ်သက်ကြလာပါတယ်ဒီ digital ဆက်သွယ်ရေးတွေကပဲ့တင်တန်တွေကိုသာအားပေးပြီးစစ်မှန်တဲ့ဆက်ဆံရေးကိုမတိဆောက်ပေးနိုင်ပါဘူးရိုးရဒလေးတွေဟာလူတွေရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးလူမှုအဖွဲ့အစည်းရဲ့တမိုးတွေကိုခိုင်မာစေပါတယ် ဒီဂျစ်တယ်နည်းပညာတွေကခန္ဓာကိုယ်ကိုအသုံးမပြုတဲ့အတွက်လူမှုဆက်ဆံရေးကိုအားနည်းစေပါတယ်။စုပေါင်းခန်းစားမှုတွေဟာလူမှုဖွဲ့စည်းကိုစီးလုံးညီညွတ်စေပေမဲ့ဒီဂျစ်တယ်နည်းပညာတွေကအထူးကျန်တဲ့လူတဦးချင်းစီရဲ့ခန်းစားချက်တွေကိုသာအပြည့်ပါတယ်။လွတ်လပ်မှုကိုအသုံးချခြင်းကလူတွေကို ကိုယ့်ကိုယ်ကိုထုတ်လုပ်ဖို့အားပေးပြီးအထူးကျန်စေပါတယ်။စိတ်ခန်းစားမှုတွေကိုထိ ंछ ုပ်ခြင်းကလူတွေကိုတာမန်ထက်ပိုမိုထိရောက်စွာလွှမ်းမိုးနိုင်ပါတယ်။ လူအများရဲ့အာရုံစိုက်မှုကိုရရှိဖို့အတွက်ကိုကိုကိုအမြဲတမ်းထုတ်လုပ်နေခြင်းကလူမှုအဖွဲ့အစည်းကိုအကျက်တဲဖြစ်စေပါတယ်။မိတ်ဆွေဒီစာအုပ်ကနေတင်ငန်းစာယူရမှာကရိုးရဒလိတွေရဲ့တံမိုးကိုပြန်လည်တိမတ်ပြုဖို့နဲ့လူမှုအဖွဲ့အစည်းကိုပြန်လည်တိဆောက်ဖို့ပါပဲ။ရိုးရဒလိတွေကိုလိုက်နာခြင်းအဖြစ်ကျွန်တော်တို့ဟာဘဝမှာတည်ငြိမ်အေးချမ်းမှုကိုရရှိနိုင်ပြီးတအူးနဲ့တအူးပုံမိုနီကက်စွာဆက်ဆံနိုင်ပါလေ။အတ္တဆန်နဲ့အတွေးခေါ်တွေကိုရှောင်ရှားပြီးစစ်မှန်တဲ့ဆက်ဆံရေးကိုတိဆောက်ဖို့ကြိုးစားကြပါစို့။